ဆရာလူဘူရည်သည့်လူဘူဟုသည့်စာအုပ်မှာဒုတိယမိပဆရာကြီးဆရာနေရမယ့်အိမ်ကတော့ဒီအိမ်ပဲဒီရွာမှာအကောင်းဆုံးနဲ့ချမ်းသာဆုံးအိမ်ပဲတဲ့အိမ်ကရွာထဲဝင်ဝင်ချင်းတွေ့လဲရသည့်သူ့မိုးပြင်တော်နှင့်တတ်တတ်ခက်ခက်အိမ် အင်ယောက်ကိုကဒုတိယကောင်းကောင်းလွတ်တာမို့အကယ်၍ကာယံထားမည်ဆိုလျင်နှစ်ထပ်အိဟုဝေပြောရမည်ရင်နံဝတ်ထား၍တအိမ်လုံးကမဲမှောင်နေ၏အိမ်မေါ်ရောက်ပြီးမိတ်ဆက်ပေးမှတီးလိုက်ရသည်ကအိမ်ရှင်ကလူငယ်နာမည်ကစောတူတူကလေးနှစ်ယောက်နှင့်အိမ်တော်သည်ကျွန်တော်ကိုလာဖို့သူမှာ KNU တက်မဟာနှင့်တန်တော်မျိုးနယ်မှ တက်ခွဲမှုဘိုခီဘိုဆိုသူဖြစ်နေ၍ ကျွန်တော်ကိုအရေးတည်ယူဆက်ဆံဤကျွန်တော်တို့မိသားစုကအိမ်မှာတိတ်နေကြတာမဟုတ်ဘူး။လက်ထဲမှာအဒီများတယ်။နောက်ပိုင်းဆိုဆရာတယောက်ထင်းနေရမှာဘာမှအားနာစရာမရှိဘူး။ကိုယ့်အိမ်လိုသာသဘောထားပြီးနေပါကြက်။ကျောင်းနဲ့ပတ်သက်သောအလုပ်များကိုတာဝန်အစအစယူဖို့ရွာမှတာဝန်ရှိသူများနဲ့ညှိနှိုင်းတံပင်ပြီးလုပ်ဖို့လိုအပ်ချက်များရှိလာလျင်မြို့နယ်ရုံးသို့ဆက်သွယ်အကူအညီတောင်းဖို့အပါအဝင် တည်တည်သည့်အချက်အလက်များကိုမိတ်ဆက်ပေးပြီးကျွန်ုပ်ကိုလက်ကိုယ်တို့သာရွာမှာကျောင်းဆရာအဖြစ်ပြညတ်၍ထားခဲ့လေပြီးလက်ကိုယ်တို့သာရွာမှာတောင်ကုန်းတစ်ခုပေါ်တွင်ကြည်ထားပြီးနေရွာဟုပင်ပြောเสียကျွန်တော်နေသည့်ကုန်းနှင့်ကျောင်းရှိသည့်ကုန်းကမတူရွာတောင်ကုန်းနှစ်ကုန်းကိုကားငယ်ပေါင်းတောင်ကျောတစ်ခုနှင့်ဆက်သွယ်ထားပြီးရွာအလယ်တက်တဲ့လောက်တွင်တင်ငင်ကုန်းကြီးကရှိနေ၏ တို့အတွက်ကျွန်တော်နေသည့်တောင်ကုန်းမှကျောင်းသားများကျောင်းသားကျောင်းပြန်ကိစ္စကလည်းစာသင်ခြင်းနောက်ဆက်တွဲကျွန်တော်လုပ်ရမယ့်အလုပ်တစ်ခုကျောင်းကမူလတန်းကျောင်းလီရွာရှိဖျားကျောင်းကိုပဲကျောင်းအဖြစ်အသုံးပြုလိုက်ခြင်းဖြစ်၏ကျွန်တော်နှင့်အတူကျောင်းဆရာအဖြစ်ကရွာကန်ဓမ္မဆရာတဦးနှင့်တန်တောင်မြို့မှဆယ်တန်းဆောင်ဝေးပွဲကြား၍ကျောင်းနာထားသောဆရာမတဦး လက်ခုဒိုးသာရွာမှာအကြောင်းမရှိတာ လေးငါးနှစ်ရှိပြီဟုသိရသည်ဒီရွာဖြစ်တည်စဉ်တလျှောက်လုံးမှာအစိုးရမှတရားဝင်ဖွင့်ခဲ့ပေသည့်အကြောင်းဟု၍တခါများမရှိခဲ့ရွာမကိုတူကိုရဖွင့်သောအကြောင်းမျိုးနှင့် KNU မှတာဝန်ယူဖွင့်သောအကြောင်းမျိုးသာကြိုကြာကြိုကြာရှိဘူးတော်လဲသုံးလနှစ်ဆိုလျင်အကြောင်းတစုံတရာအကြောင်းပြက်ပြက်သွားခဲ့ရအကြောင်းကိုလည်းသိရသည်ခုအကြောင်းမှလည်း KNU နှင့်ရွာသားများပူးပေါင်းစီစဉ်သည့်အကြောင်းဖြစ်၍နှစ်ဖက်လုံး၏ဆန္ဒများကို အကောင့်အထည်ပေါ်ထားရသည့်ရလဒ်တစ်ခုမြတ်သာရွာကန်ကျောင်းသားများသာမကပဝဲချင်းရွာများမှကျောင်းသားအချို့လည်းလာတတ်ကြသည်ကျောင်းဖို့ပြီးတပတ်အတွင်းမှာပဲကျောင်းသား90ကျော်သွားသည်ကျွန်တော်ကကျောင်းတော်ဝင်ပြီးကျွန်တော်ဆန္ဒများကိုလည်းပြောဖို့တော်ဝင်ရှိသူများ ဖိတ်ခေါ်စင်ကနှစ်ခုတောင်းဆိုခဲ့၏ ကျောင်းမှာစာကြည့်တိုက်မိနှင့်စီကံလေးဖွင့်လို့၍စာအုပ်စာတမ်းနှင့် စေဝါတို့ကိုတတ်နိုင်သလောက်စီစဉ်ပေးဖို့ဖြစ်သည်မြို့နယ်မှာမတ္တီငွေလောက်သာစီစဉ်ပေးခဲ့ပြီးတကြီးနှင့်ထပ်မံညှိနှိုင်းကဆက်လက်ဆောင်ရွက်ဖို့မှာသားခဲ့၏ကျွန်တော်ဒီဘက်ဒေသကို ရောက်ခတဲ့ကတတိထားမိသည်မှာရွာအများစုတွင် ခရစ်ယာန်ကျမ်းစာအုပ်မှလည်း၍ဖတ်เสียစာအုပ်မရှိခြင်းနှင့်ရွာများ၏တတ္တမှာ အနှစ်90ကျော်မြသာဖြစ်နေကြတော့လေလူဦးရေနှင့်ရွာအကျယ်ဝန်းမှာတိုးပွားလာသည်ဟူ၍မရှိဆိုလိုသည်မှာမွေးဖွားနှုံးနှင့်ဒေဆုံးနှုံးမှာညီမချင်းချ၍ရနိုင်သည့်အနေအထားမျိုးကျွန်တော်နေသည့်ကုန်းမှကျောင်းတက်ဖို့ပြောထားသူများထဲမှပင်နေမကောင်း၍ကျောင်းမတက်နိုင်သူရှိနေသည်ဤကျောင်းပိတ်ရရောက်မှကျောင်းတက်ဖို့ကျောင်းသွားလျင်စောင့်ခေါ်ပြီးမှထားသော ဖျားနေသည့်ကြောင်းသားရှိရဤသို့ကျွန်တော်ရောက်သွားဖြစ်၏။အိမ်ထဲသို့နှောင်းဝင်လိုက်သည့်နှင့်မြင်ရသည့်မြေခွင်းကစိတ်မကောင်းစေရာဖြူယောင်တင်တိုင်းအင်ကြီးလေးနှင့်ဖြူဖြူတွယ်တွယ်ကြောင်းသားလေးပလက်အနေထားနှင့်အမောဖောင်းနေ၏။တကောလုံးပူကျွတ်နေ၏။ဖျားနေသည်မှလည်းနှစ်ပတ်ကျော်နေပြီဟုသိရသည်။စုံစမ်းကြည့်သလောက်ယောဂလက္ခဏာမှာငှက်ဖျားဖြစ်ဖို့များသည်။သူ့မိဘများလည်း တတ်နိုင်သလောက်ကြည့်ရှုပြီးဘူးကျွန်တော်ကိုအပ်ပါသည်ကျွန်တော်လည်းချက်ချင်းရေဘက်တိုက်ပြလိုက်ပြီးကျွန်တော်စေအိတ်ကို ပြန်ယူပါစေးပါတိုက်ထားလိုက်ခဏအကြာမှာအပူကျလာ၍ကျွန်တော်တွင် အသင့်ပါလာသောကော်ဖီမြစ်လေးကို ဖြော်တက်လိုက်သောအခါကျောင်းသားလေးမှဂူးမှသွေးရောင်လွှမ်းလာသလိုရှိ၏စောစောကဘူးအပူလည်းမကျအစာမဝင်သည်မှလည်းကြာနေ၍ဖြစ်မည် ကျောင်းသားလေးမှာတတိလောမတက်ကျွန်တော်လုံးသမျှကိုတစ်ချိန်လုံးစောင့်ကြည့်နေသောကျောင်းသားလေးအဖေမှာကျွန်တော်ပြန်ဖို့နှုတ်ဆက်တော့မှကျွကျွအိတ်ဖြစ်ထုတ်တာသည့်အထုတ်တထုတ်ကျွန်တော်ကိုလာပေး၏ဖြည့်ကြည့်လိုက်မှ 20cc 5cc စလင်းတစ်ချောင်းနဲ့နိုဘယ်ကျေးအပါအဝင်ထူစီများ PLF ပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖွဲ့ဒီဒေသ၌လှုပ်ရှားစဉ်က ဆင်ရဝင်းနိုင်ဦးဆိုသူပြီးသွားခဲ့တာတဲ့ဆင်ရလိုရင်သုံးဖို့ပြီးတာပါတဲ့သူ့သားကို ကျွန်တော်လက်အပ်ပါတယ်တဲ့သူတို့မှာသာသမီသုံးဦးပဲဆုံရှုံခဲ့ဘူးကြောင်းအခုသူ့သားလေးကို တခုခုမဖြစ်အောင်ကူညီပေးပါတဲ့ကျောင်းသားလေးအမေမှာတောင်ကြီးတွင်ရှစ်တန်းလောက်အထိကျောင်းသားတက်ဖူး၍ဗမာကြီးအတော်လဲတော်လဲဖေဆူသူကတော့ဗမာလူတက်သည်ဆိုရုံများ ကျောင်းသားလေးညမေကဒူးနုနုငါရဲ့လွန်မြောက်သောနေ့တွင်ဒူးနုနုသည်လည်းကျွန်တော်နှင့်အတူကျောင်းသွားသည့်ကျောင်းသားအဖွဲ့၌တယောက်အပါအဝင် ဖြစ်လာတော်၏။အရှင်မြတ်လည်းလည်းဆင်းရဲ၍အင်ကြီးတလုံးလုံးမှာကျွန်တော်တယောက်ချင်းယောက်စားကအရှင်ချက်ပြီးသမျှစားပြီးကျောင်းဆတ်တင်ခြင်းအလောက်တစ်ခုတည်းကိုသာအာယုံစိုက်ထားနိုင်တော်လဲတိရောက်သည်ဖြစ်လာမှချက်ပြုတ်ခြင်းအမှုကတည်တာလာသည် တော်ရဲမှာဟင်းချက်เสียလိုက်ရှာလောက်အောင်လဲနေမီဒီသားကိုသိမကျွမ်းသည်သဖြင့်ညမနက်စာထမင်းတူအိုးသာတဲပြီးဟင်းကိုတော့ရှိတာနဲ့ဖြစ်တယ်လို့စားလိုက်ဒီကများဤတခါတည်းရန်လပိတ်ဤအိုးထဲမှာလပိတ်၆မျိုးကိုထောင်း၍စီစန်းကစားလိုက်သည်စားကောင်း၍ကြိုက်၍လည်းဖြစ်၏တည်ရန်မှာတော့ကျွန်တော်လပတ်ထောင်းလေးနဲ့စားနေစဉ်တိုးလူလူအဖေရောက်လာ၏ ကျွန်တော်စားနေပုံကိုတွေ့ပြီးအတော်စိတ်မကောင်းဖြစ်သွားပုံရ၏နောက်ပိုင်းရမြန်၌ဒေါ်ဒဲမှ သူရှာလို့ရသည်များအသားငါးများဟိသည်ဟိရများကို ပုံမှန်ဒီမှာလာလာပို့ပေး၏အချားရော်သားများလည်းစားစရာလေးများဒီလိုပို့တတ်ကြပေမဲ့ပုံမှန်ပို့သူမှာရှာရှာပါပါចောင်းသားများចမ်းမကြီးကို တောင်းဝင်ယူခဲ့ခြင်းကလည်းကျွန်တော်ကို နောက်ထပ်အလုပ်များနဲ့မေးဆက်ပေးသလို လမ်းပွင့်စေခဲ့သည်။ចောင်းသားများအတွက်တောက်ဆေးတက်တက်ကိုသာတုံး၍ကုနေရာကရွာသားများတောင်းဆိုခြင်းအရာထိုးဆေးကိုပါတိုးချက်၍တရွာလုံးကိုပင်တာဝန်ယူစေခဲ့၏။စေဝါလိုအပ်မှုကိုမူရွာသားများမှပင်တာဝန်ယူ၏။ထိုမှတစ်ဆင့်ပဝန်းကျင်ရွာများသို့သတင်းရောက်သွားကလူနာရှိပြီဆိုလျှင်လခေါ်တက်လာကြသည်တခါမှာ ရှုခုရွာမှရွာသားတို့အသေးအံဖြစ်၍လာခေါ်ရာကျွန်တော်လိုက်သွားရ၏။တုံးရဲ့ကြံမှာလူနာအချင်းနေကောင်း၍ပြန်အလာရွာရောက်ရောက်ချင်းတရင်စုတစ်ခုကစီကြိုနေပြီ။ကျွန်တော်သွားနေစဉ်မိုးဆိုးမှတူဤသမီးတငယ်တန်းအပြူမဟုကျွန်တော်ခေါ်ခေါ်နေသောအသက်၁၇နှစ်ကျော်ကျော်ចောင်းသူလီဖြားသည်တဲ့။ဖြားပြီးအပူတက်ခါရွာထဲရှောက်ပြီးသည်တဲ့။ ဒုတိယမြောင်းနေ့မှာချမ်းလွန်းသည်ဆို၍မိဘဝနဘေးမှစောင်းချုံပြီးထားရာကခဏအကြာဆောင်ကိုဖွင့်အကြည့်မှာအသက်မရှိတော့တာတဲ့ကျွန်တော်မရှိတဲ့သုံးရက်မှာကျောင်းသူတို့ဆော်ရှင်ခဲ့မှုကကျွန်တော်အတွက်သင်ခန်းစာနောက်ပိုင်းကျွန်တော်အကြီးကတာဝန်မှာစာတင်ခြင်းအလုပ်ဖြစ်နေ၍ကျောင်းကို အပြတ်မခံတော့ကျောင်းပိတ်ရက်များနဲ့လူနာအရေးကြီးလုံးမှသာတကြီးကိုအသိပေးပြီးလိုက်သွားသည် တနေ့ကနေဖျားကြောင်းတဲ့ချိန်ကျွန်တော်ကို စကားပြောခွင့်ပေးလျင်ရွာထဲမှတူဦးဖျားနာလျင်အချိန်မရွေးတည်ပြီးဖို့လာခေါ်ဖို့နှင့်စီးပညာကိုဝါသနာပါသူလူငယ်များညဖက်ကျွန်တော်အိမ်မှာလာ၍လေးလာနိုင်ကြောင်းတို့ကိုပုံမှန်လိုတည်ပြီးပြည့်သည်ဤသို့ဖြင့်ညဖက်အချိန်ကံစေဝါတည်နှံပေးခြင်းနှင့်ကျောင်းပိတ်ရက်များတွင်စေကူရခြင်းမှာကျွန်တော် ပုံမှန်အလုံးများဖြစ်လာရန်ဤရတ္တရက်တွင်ရာသူကြီးမှပြောစရာရှိ၍ဟုခေါ်သဖြင့်လိုက်သွားရာအိမ်ရောက်သည်နှင့်တကြီးကဘလုံးမသဘောမထားပါနှင့်ဆရာရင်ဆရာအတွက်နေစရာအိမ်ကအများကြီးပါကျွန်တော်တို့စီစဉ်နေပါပြီဆရာသဘောထားသိပြီးရင်ကျွန်တော်တို့ဆက်လုပ်လိုက်ပါပဲတဲ့တကြီးပြောတာတွေကိုကျွန်တော်တလုံးမှနားမလဲဘာဖြစ်နေလို့လဲတကြီးရဲ့ ကျွန်တော်ကလည်းအရင်ရှင်းပြပါအောင်လို့ပြန်ပြီးတော့မှဒီလိုဆရာကြီးဆရာနေတဲ့အိမ်ကဆရာကို သူ့အိမ်မှာမနေစေချင်တော့ဘူးဒီလူတွေကနွားလိုမျိုးပဲဘိုးတခုတည်းရှိတဲ့လူတွေလေဆရာကိုကြောင်းအားရက်တွေမှာသူ့လက်အတွက်အကူအညီများရမလားလို့သူ့အိမ်မှာလက်ခံလိုက်တာနောက်ဆုံးအိမ်မှာရေခတ်ထင်းခွဲအလုတ်ကအစခိုင်းကျင်နေတာဆရာကကြောင်းကားတစ်ဖက်စီးလိုက်ကုပေးရတာတစ်ဖက်နဲ့ဆိုတော့သူတို့အလုတ်တွေကိုမကူနိုင်ဘူးဆိုတာ လူတိုင်းနားလည်ပေမဲ့သူတို့ကနားမလည်နိုင်ဘူးဖြစ်နေတာအဲ့ဒါကိုကျွန်တော်တို့နဲ့တွေ့ရင်ပြောပြောနေတော့ကျွန်တော်တို့လည်းစိတ်မကောင်းဖြစ်လို့ဆရာကိုတခြားအိမ်ပြောင်းစီချင်တာပါပြဿနာအခြေအကျဲမဖြစ်ခင်ကြိုးစီစဉ်လိုက်တဲ့သဘောပါဆရာရဲ့သူ့အိမ်ကလွယ်လို့ဆရာနေချင်တဲ့အိမ်ရှိရင်ပြောကျွန်တော်တို့ရအောင်စီစဉ်ပြီးမှာပဲတဲ့ကျွန်တော်လည်းကြာကြာချင်းအိမ်ရှင်ကိုစိတ်နေနေတော့ကွက်မိသွားသေး၏နောက်အသေးချာပြန်စဉ်းစားမှ ပြဿနာမဖြစ်ခင်ဒီလူအကြောင်းကိုသိလိုက်ရပြီးဒီလိုလူမျိုးနဲ့စောစောလန်းခွဲခွင့်ရခြင်းကို ကိုယ်အတွက်ကောင်းခြင်းတစ်ခုအဖြစ်စိတ်ဖြည်မိလိုက်၏တကြီးတို့ကောင်းမဲ့ထင်သလိုသာစီစဉ်ပေးကြပါဗျာကျွန်တော်ဘယ်အိမ်မှမစိုးနေနိုင်ပါတယ်တခုရှိတာကနောက်ဒီလိုဖြစ်ရမယ့်အိမ်မျိုးကိုကျွန်တော်ကို မပို့ပါနဲ့တော့အိမ်ကောင်းတာမကောင်းတာစင်းရဲတာမစင်းရဲတာတွေကိုထဲမတွက်ပဲစိတ်ကောင်းရှိတဲ့အိမ်မျိုးကိုသာကျွန်တော်အတွက် ရွေးပေးပါဟု ပြောကပြန်ခဲ့သည်ကျွန်တော်ဒူးနူနူပါတော့အိမ်ကို ပြောင်းခဲ့ပါပြီ ကျွန်တော်တည်ရင်ကိုကြားပြီးပြီးချင်းကျွန်တော်ကို သူ့အိမ်မှာထားခြင်းကြောင့်လည်းကျွန်တော်အနေရမခက်စေဖို့သူ့အိမ်နဲ့ကပ်ပြီးအခန်းတစ်ခန်းစာအစ်စ်ကိုရွာမအစီအစဉ်ဖြင့်လာဆောက်ပေးသွားသည် ကျွန်တော်အတွက်လည်းအင်မတန်မှလွတ်လပ်သွားသလိုအရင်လိုအိမ်ထဲမှာတယောက်တည်းပြင်းနေစရာမရှိတော့ ဒုလွန်တို့ကိုညဘက်စာပြပေးရင်နောက်ပိုင်းကျွန်တော်နဲ့ပင်လာအိတ်တော့သည်နေရထိုင်ရသည်မှလည်းသစိမ့်မဆန်တော့ပဲမော်နမအရင်တွေလိုပြောဆိုဆက်ဆံပြီးသည်ဒုလွန်တို့ဘာတို့မိသားစုမှာလည်းမရှိတောင်ရနှစ်စင်ခုံ၍စာဝတ်နေရေးကိုဖြည့်ရှင်းနေရသည်ဒုလွန်တို့ဘာတွင်ထူးခြားသည်ကတော်ကျွန်းခြင်းနဲ့ဒေါ်လေဝါသနာပါခြင်းပင် သူတို့အိမ်ရောက်မှ မစားဘူးသောတော့ကောင်းမစားဘူးသောတော့တွေ့ ဟင်းသီးဟင်းရွက်များကိုမျိုးစုံအောင်စားခဲ့ရသည်တောင်ရတွင် သူတို့သွားနေချိန်တွင်အိမ်၌ကျွန်တော်နှင့်တိုးနုံတို့သာကြံခဲ့မည်သို့သောဟင်းစားကမပြတ်ခဲ့ လူကြုံနေဖြစ်စီကိုယ်တိုင်လာ၍ဖြစ်စီကျွန်တော်တို့နှစ်ယောက်အတွေ့ပို့မည်တော့ကောင်ကြီးကြီးရပြီဆိုရင်တောင်ရတဲကို ကျွန်တော်တို့ကိုလှမ်းခေါ်သည် ရောက်သည်နှင့်အသင့်ချက်ပြီးကလီစာများကိုတဝါကျွေးသည်ပြန်သည်နှင့် ကျွန်တော်တို့နှစ်ယောက်စာ အသားကောင်းကောင်းများကအသက်ထုတ်ပြီးသားဒုနုနုပါတို့အိမ်ရောက်ပြီးကျွန်တော်မိခင်အဖွဲ့အစည်း ABSDF မှရဲဘော်များရောက်လာတိုင်းကျွန်တော်မျက်နှာကောင်းရဤကျွန်တော်ဧည့်သည်ရောက်ပြီးဆိုသည်နှင့်ဒုနုနုပါအလုံများသည်ဧည့်သည်နှင့်ခဏလောက်စကားပြောပြီးဒုနုနုပါပြောက်သွား၏တိတ်မကြခင်စားစရာတောကောင်းများပါလာတတ်မြဲအနည်းဆုံးဖာ၅နှစ် အစွန်တော်ဒေကြသည်ဖာလာထွက်ခြင်းဆိုလျင်ဝဲကရေတစ်ခုလုံးအလုံများကြသည်ဝင်ငွေကောင်းသည့်ကာလဖြစ်သည်ဖြင့်အိမ်တိုင်းဤပါသုံးနိုင်ဖြုံးနိုင်ကြသည်အဝဲအစားအသုံးဆောင်များဝယ်ကြသည်ဒီအချိန်မျိုးတွင်ဖာလာရောင်းပြီးအပြန်တို့နို့နို့တွေတစ်ခုခုဝယ်လာလျင်ကျွန်တော်တွေလည်းတစ်ခုခုပါလာတတ်စမြဲ1998ခုနှစ်တွင် လေကိုတို့သာရွာမိရှုခံရပြီး ရွာသားများ တောတောင်တဲ့ပုံနေရခြင်းတခြားလုံးမှာကျွန်တော်တူးနုလိုပါတို့မိသားစုနဲ့အတူ နေစရာတဲဆောက်ပြီးနှင်ကျွန်တော်အတွက်ပါနေရာပြင်ပြီးသားတကယ်တမ်းကျွန်တော်ကကြောင်းစရာမဟုတ်တော့တော့လဲကျွန်တော်အပေါ်ထားသည့်စေတနာကရော့မသွားတောတောင်တဲ့နေထိုင်ရင်စစ်ကြောင်းတည်နူပါကလည်းကျွန်တော်အတွက်လုံခြုံသည့်နေရာတစ်ခုခုသို့ပို့ထား၍စားစရာတောက်စရာများကိုပို့ပေးမည် ်သူ့မိသားစုကိုပူအားသည့်အပြင် ကျွန်တော်ကိုပါတာဝန်ယူနေရသည့်အတွက်ကျွန်တော်အာနာနေမိသည် သူတို့မခိုင်းတော့လဲကျွန်တော်မနေတာတော့ပဲနိုင်သည့်ဝင်များကိုကူထမ်းပေးခြင်းသာသည်တို့ကြောင့်ပင်ကျွန်တော်နှီးမျိုးစုံထိုးတက်ပလိုင်းတောင်းဖြာများရက်တက်လာသည်ဖန်လာခူးခြင်းစပားရိတ်ခြင်းတက်လာသည်တာမန်ဖားရှာငါးရှာနှင့် ဒေါ်ရက်သီးနှံရှာဖွေစားတော့ခြင်းအတက်များကိုတက်မြောက်လာခဲ့ပါသည်ဆိုရစစ်တပ်မှစုစည်းမှလာနေကြဖို့ခေါ်၍ရွာသားအများစုဒေါ်ရက်မှထွက်သွားကြသည်ဒေါ်တောင်နယ်ပေါ်နေထိုင်ရသည်မှလည်းမိသားစုအတွေ့ရေရှိမှခက်ခဲနိုင်သည်ကိုရေခါရှာပါလာသည့်အပြင်ကျမ်းမာရေးပါချိုးတက်လာနိုင်သည်ကိုတို့ဖြစ်၍တို့လူလိုပါတို့မိသားစုလည်းကျွန်တော်ကိုမဖြစ်မနေချက်သားခဲ့ကြရတော့သည်ဆင်အားဘာမှအားမငယ်နဲ့ ကျွန်တော်စပယ်ကြည့်တဲ့မှာစပားမကုန်မချင်းဆရာဒီမှာအေးအေးစစ်စစ်နေလို့ရတယ်ကျွန်တော်လည်းမကြမကြရောက်လာမှာပါဆရာလူတာရှိရင်လူကြုံရှိရင်လှမ်းမာလိုက်ပေါ့တဲ့ကျွလုံလူပါတို့စုစည်းမှသွားနေပြီးကျွန်တော်တယောက်တည်းသူတို့တောင်ရမှာသုံးလားကျော်နေခဲ့သေးသည်လူသန်တွေကြားလာသလိုလိုလူရိပ်တွေမြင်နေရသလိုလိုနဲ့လူနှစ်နေကျင်သည့်ဒဏ်ကိုစက်မခံနိုင်တော့သဖြင့်ကျွန်တော်ကရင်ဒီနေဆက်သူပြောင်းခဲ့၍ တို့နုံတို့နှင့်အဆက်အသွယ်ခနာပြတ်သွားခဲ့သည်။ကီယနီနယ်စပ်မှနေပြီးတို့နုံတို့ပါနှင့်သုံးချိန်ပြန်ဆုံဖြစ်ခဲ့ပါသေးသည်။တစ်ခေါက်ကလက်ခိုးတို့သာရွာသားတချို့လာပြန်နေသည်ကြားရ၍ကျွန်တော်ပြန်လဲစင်ကဒီတစ်ခေါက်မှလည်းသူရောက်ဖောက်ကိုမိုးရှိကတော့ကျက်တော်ထောင်ရင်မိုင်းနေမိ၍မြို့ကိုချက်ချင်းပြန်ပိုးကြရသဖြင့်တညသာတွေ့လိုက်ရ၏။ နောက်တစ်ခေါက်က2000ပြည့်နှစ်မှာကျွန်တော်အိမ်အောင်ပြုပြီဆိုသည့်အကြောင်းလမ်းအကြောင်းကြား၍ကျွန်တော်ကိုလာတွေ့သည့်အခါတို့လူလူလည်းပါလာ၏ထုံးစံအတိုင်းသူရှာထားသည့်တောကောင်အချောက်လှမ်းပြီးသားများယူလာသေးသည် သူတို့မိသားစုစူးစီးမှာတိတ်အစင်မပြေကြောင်းရွာသားများကိုအခုတောင်ရခုတ်ခွင့်ပေးထားတာကြောင့်ပြန်လာနေကြောင်းသိရသည်ကျွန်တော်လည်း ကိုမူတို့ရွာမှာចောင်းဖွင့်တာចောင်းပြောပြကတူးတူးတို့ကိုចောင်းပြန်တက်ဖို့ခေါ်ထားလိုက်၏နောက်ဆုံးအခေါက်မှာចောင်းပိတ်ချိန်တူးတူးတို့ပြန်ခြင်းသည်ဆို၍လိုက်ပို့ကြစဉ်သူတို့တဲကိုရောက်နေချိန်မှာတူးတူးတို့ပါမရှိ တောလဲနေပြီဆိုသည်မှာအသေးအချာဝှချုပ်ခန်းဒီမှာပြန်ရောက်လာ၏သူပလိုင်းထဲမှာတောကောင်များအပြည့်ငှက်မျိုးစုံပါသည်မမတ်ရရဖားအကောင်ကြီးကြီးများလည်းပါသည် ကျွန်တော်တို့အပြာမှာကင်မီသားဖားများကိုထည့်ပေးလိုက်သေးသည်ကျွန်တော်ဇနီးကဂူတီဖားတွေမြင်နိုင်ဒိုးနုံလိုပါကို အမှတ်ရကြောင်းပြောနေစေကိုလူဘူကြီးအမေရိကကဖုန်းလာတယ်နောက်9မိနစ်ဆိုပြန်ခေါ်မယ်တဲ့ဥမှုချင်းဖုန်းဆိုင်မှာလာခေါ်တာဖြစ်သည် အမေရိကရောက်နေတော့ရောက်ဖားနှစ်ယောက်ခေါ်တာဖြစ်မည်ဆိုင်ကိုရောက်ပြီးခဏအကြာမှာ ဖုန်းမိလာ၏ကောက်ကင်လိုက်သည့်အခါနေကောင်းလားရှလား ကျွန်တော်ကိုမန်းတို့အကိုက ကျွန်တော်ကိုမှတ်မိလားကျွန်တော်ချက်ချင်းစဉ်းစားမရစကားတန်ရဆိုလျင်ဝဲခွေကဖြစ်မည်ရှလာလက်ခိုးတို့သာရွာပါစာတင်တုန်းကကျွန်တော်ညီနဲ့ညီမကြောင်းတက်တက်လေးတကြီးသားအကြီးကောင်လေးလက်ခိုးတို့သာဟူ၍ပါလာမှာဆက်ဆက်စဉ်းစားမိသွားသည် သူအဖေဆုံးသွားပြီဖြစ်ကြောင်းမေယာမွန်ဒုက္ခသက်စကားမှလာနေရင်အခုအမေရိကကိုရောက်တည်မှာ 3လလောက်ရှိပြီဖြစ်ကြောင်းတို့ကိုရှင်းပြနေသဖြင့်နားထောင်နေရသည်သူပြောပြီးသည်နှင့်ချက်ချင်းပင်ဒိုးနုနုပါကြောင့်ကျွန်တော်မေးလိုက်မိ၏ဒိုးနုနုပါချက်တောက်ပြတ်သွားပြီလေမဖြစ်နိုင်ဒီကောင်ဘူမူးရှိနဲ့များမှားနေသလားချိန်၍တေးကြအောင်ထပ်မေးလိုက်သည်တေးကြပါတယ်ရှလာအခုသူတို့တန်တော်မှာပဲနေတယ်ကျွန်တော်တန်တော်နဲ့ဖုံးအဆက်အသွယ်ရှိတယ်တော့ချက်ထောင်ရင်မိုင်းနေမိတာတဲ့သူရောက်ဖမိုးရှိလို့ပဲလေ ဖုံးပြောပြီးသည်နှင့်ကျွန်တော်စိတ်တွင်ကြောက်ကြရဲ့အထာကိုဒုနုလိုပါခြေထောက်ပြတ်သွားသည်ကိုတီးရ၍စိတ်မကောင်းခြင်းနဲ့အတူဒုနုလိုပါခြေထောက်ပြတ်သား၍သူတို့မိသားစုဘလို့ရက်တီရှာဖွေ စားတောင်းနေကြသလဲဆိုပြီးအတွေးကကျွန်တော်ရေကိုနာကျင်စေ၏ကျွန်တော်အပေါ်တောင်းဝင်ကြည်ခဲ့မှုတွေကိုတွေးမိလေတိုင်းပြန်လည်မတုံ့ပြန်နိုင်မှုများအတွေ့တနည်းနည်းခံစားရ၏ ကျွန်တော်လက်ရှိ အခြေအနေမှာဒုနုလိုပါတို့မိသားစုကိုကူညီဖို့မဆိုထားနဲ့ကျွန်တော်မိသားစုဤကံကြမ္မာကိုပဲ UNHCR ကမ္ဘာကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံဤလက်ထဲတွင်ဝါကွက်အထာရသည့်အနေအထားအော်မိဘများပေါ်တောင်းမချေမှုကိုမိသားစုပေါ်တောင်းမချေမှုနဲ့ကိုကျေးဇူးရှင်များပေါ်တောင်းမချေမှုများမှာ လွန်မြောက်ခွင့်ကိုဘယ်တော့များမှရပါမလဲလွန်မြောက်လူမှုများတဲ့တွင်ဒီအရေးပါသောလွန်မြောက်မှုတစ်ခုကိုလည်းတတိထာမြင်လာမိ၏စန္ဒနှင့်ဘဝအလန်းကွာမှုများကြားဖြစ်တည်နေရသည့်ဘဝကလွန်မြောက်ခြင်းစံပါပြီလက်ရှိနိုင်ငံ၏အတန်များမှာငြိမ်းချမ်းရေးကိုရှိရှိနေသည့်အောင်တိုင်းပြည်၏ဝဏ္ဏကန္နာလိုဖြစ်နေသည့်ငြိမ်းချမ်းရေးပြဿနာကို အမှန်တကယ်ဖြေရှင်းနိုင်ခဲ့ပါမူ ကျွန်တော်တို့အားလုံးအတွေ့သားရွှေအိုးထမ်းလာပြီဖြစ်စဉ်တစ်ခုအဖြစ်မျှော်လင့်မိ၏မိဘများကိုဆက်ခွင့်မကြုံခဲ့ရသော အကျွေးကြံကျေးဇူးများကိုပဲအတိုးချ၍တို့နို့ဘာတို့မိသားစုအားပြည့်စက်ခွင့်ရနိုင်မဟုတ်ပါလား